မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာငယ်မိပါတွေအားလုံးဒီနေ့မှာတော့ဆရာကိုအမေးအများဆုံးဖြစ်တဲ့ဆရာရဲ့အိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်ကျလိုက်တာအိုးအိမ်ရှမ်းပြည်ကိုပိုင်အိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်မှုဘလို့ရရရမျိုးလှုပ်ရင်ကောင်းမလဲပေါ့ဆရာကိုလာမေးကြတယ်ဆိုတော့ဆရာကိုယ်တိုင်လည်းဟလာဒီရဲ့ကြေတရားလေးကိုဆရာအားလုံးကိုပေးချင်နေတာကြာတယ်သို့တော့ဆရာကဒီနေ့မှာတော့လော်လော်နဲ့ထိထိရရောက်ဖြစ်စီပြီးတော့ မခတ်ခဲပဲနဲ့အားလုံးတို့ကလှုပ်လို့ရမယ်ရရဟာစင်ဖို့တဲ့ရှင်ဖို့မကြည့်အောင်လို့ဆရာ OA champion ပေါင်းဆိုင်စေဖို့အတွက်မိမိတို့ယုံကြည်အားကိုးရသောအားထားရသောဟာလာအထောက်အပံ့ကုသိုလ်ကောင်းမှုလေးပြုပြီးတော့လှုပ်လို့ရတဲ့ OA champion ပိုင်းဆိုင်စီရန်အတွက်ရရလေးကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာဆရာကဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုแชร์ไปต่อจ้ะบ่าวครับเจซุมยาสวัสดีมาเลยฮล่ะเสียเย အင်္ဂလိပ်တစ်လုံးတော့ပိုင်းဆိုင်ခြင်းတယ်ဟာလားဆရာရဲ့ဒီဘဝတော့တချို့တွေလည်းလာညှိကြတယ်ပေါ့အင်္ဂလိပ်နဲ့ကိုအေအိုကိုအင်္ဂလိပ်နဲ့ကိုအိုးကိုအင်္ဂလိပ်နဲ့နေကျင်လိုက်တာဆရာရဲ့ပေါ့တချို့ကလည်းဟာလားတရှင်းနေတောင်ရှိတာပဲဟာလားဟိုရင်ဝင်မှာခိုလုံရဒါဟာလဲအိမ်ပေါ့ဆိုတော့ဒီလိုအိမ်မျိုးလေးတွေပိုင်းဆိုင်ဖို့တော့အိုးအိမ်ချမ်းမြေပိုင်းဆိုင်စီရန်တော့နော်အိုးအိမ်ချမ်းမြေပိုင်းဆိုင်ခြင်းစင်တဲ့ရရာအနေနဲ့ဆိုရင်တော့မိမိတို့အနေနဲ့ ဆရာကဒါကိုပုံသေးတကားကလေးကိုလည်းရတရာလုပ်ပုံလေးကိုရှင်းပြပေးမယ်ဆိုတော့ဆရာတို့နံပါတ်1တခြားကဖះတဲတဲ့အခါမှာဖះထီးတင်ရပါတယ်ထို့သူပဲအိမ်တိုင်မှာအိမ်ဦးနှက်ဆိုတာရှိသလိုဟလာအိမ်ခေါင်တိုင်ရာဆိုတာလည်းရှိတယ်ထို့အပြင်နောက်တစ်ချက်အနေနဲ့ဟလာဟိုဘယ်လိုပြောရမလဲအိမ်တိုင်မှာဆရာတို့ဗုဒ္ဓဘာသာလူမျိုးတွေဆိုရင်တော့ဖះအကြောင်းဆောင်ရှိသလိုပေါ့အိုးအိမ်ရှံမီပိုင်ဆိုင်ကြည့်ဖို့အတွက် အယိတ်အဝါဒရရှိစေဖို့အတွက်အယိတ်အဝါဒခိုးလုံရဖြစ်ဖို့အတွက်ဆရာတို့ ठी ဟာ OA Champion နဲ့တူတယ် ठी တဲ့ချောင်းဟာနေပူတဲ့တန်နဲ့ခံနိုင်တယ်လို့မိုးရွာတဲ့တန်ကိုလည်းကာကွယ်နိုင်တဲ့အန်တုနိုင်တဲ့ကြံ့ကြံ့ခံနိုင်စွမ်းအထောက်အပူဖြစ်စေတဲ့အရာမျိုးလိုပဲအိမ်ဆိုတာဟာလည်းမိကိုအားထားရအတွက်လိုအပ်တာပေါ့ဒါကြောင့် OA Champion ပိုင်ဆိုင်စေဖို့အတွက်ရေတရာအနေနဲ့လွယ်လွယ်လေးပါ OA Champion ကိုအထူးပြုတဲ့သဘောအနေနဲ့အိုးလေးတစ်လုံးလုံးမဲ့ ိုးလေးတစ်လုံးမှာမအဲ့ဒါဘာလို့ရမလဲဆိုတော့နော်အဲ့ဒီအိုးလေးကိုဆိုတော့အိုးလေးထဲမှာမိမိအသက်က30ဆိုထီသေးသေးလေးတွေကြီးပဲထီအပ်ဖြူအဝိုင်းသေးသေးလေးတွေကြီးပဲအလတ်30ထဲပါထို့ပြင်အိုးမိမိအသက်ဟာ40ဆိုထီသေးသေးအဝိုင်းလေးတွေကြီးပဲအလတ်40ထဲပါ40ကိုထိုးအိုးထဲမှာထက်အိုးမမအိုးအိမ်ရှံမီပိုင်းဆိုင်ပါစေလို့ကြီး နော်အိုးမှာအိုးဝင်ချမ်းမြေပိုင်းဆိုင်ပါစီလို့ရေးအတာအိုးလေးမှာအိုးဝင်ချမ်းမြေပိုင်းဆိုင်ပါစီဆိုပြီးထီလေးထက်အတက်က25ဆို25လက်ထက်ပေါ့ထည့်ပြီးသွားတဲ့အခါမိမိရဲ့မွေးနေ့ရောက်တဲ့အခါမိမိဟာဂျာဇာပတိဆိုဂျာဇာပတိရဲ့စနေဆိုစနေရဲ့အင်္ဂါဆိုအင်္ဂါရဲ့ထိုရက်ရဲ့မနက်ထိုရက်ရဲ့မနက်9နာရီကနေပြီးတော့7နာရီအတွင်းမနက်ပိုင်း9နာရီကနေ7နာရီအတွင်းမှာမိမိအာယုံတဲ့တဲ့အာယုံကြတဲ့ဟိုအချိန်အပိုင်းခြားမိနေလေးတခုမှာ မိမိရဲ့ဂျိုခွင်ဖရာစနေဂျိုတောက်အင်္ဂါဂျိုတောက်တင်းလာဂျိုတောက်ဒီဖရာမှသွားရောက်လူဒန်းပြီးတဲ့အခါထိုကနေအပြန်ထိုကနေအပြန်ဘာလို့ရမလဲဆိုတော့တန်ဃာကိုထီးတလက်သို့မဟုတ်ယဟန်တန်ဃာကိုထီးလေးတလက်လူပေးဖို့လိုအပ်မယ်ဒါဆိုရင် OA ချမ်းပြီးပိုင်းကိုပိုင်းဆိုင်ရပါလိမ့်မယ်ခင်ဗျာနော်အထောက်အပံ့လည်းဖြစ်စေရပါမယ်ဒါပြီးတဲ့အခါဟုတ်လားအတိတ်ခံလေးအနေနဲ့စတရဝင်နာမျိုးသို့မဟုတ်မိမိရဲ့တတ်စီဝင်နာမျိုးလုပ်ပေးပါ ဆရာကြီးဘလို့အဋ္ဌံဝင်ရမလဲဆိုရင်တော့အကောင်းဆုံးအနေနဲ့ကတော့အထောက်ပံ့နေရအောင်တမာတိဝနှကောင်းနှက်မြက်တည်းရဲ့အထောက်ပံ့ရအောင်24ပဋ္ဌာန်းအကျယ်ရွတ်တာမျိုးသူမဟုတ်မေတ္တာတော့ရွတ်ပါရွတ်တဲ့အခါမှာလဲနံပါတ်1တစ်ချက်ကဖရားပင်ပါနံပါတ်2တစ်ချက်ကနတ်ပင်ပါနံပါတ်3တစ်ချက်ကမိမိမေတ္တာတော့ရွတ်မလားပဋ္ဌာန်းရွတ်မလားရွတ်ဆိုပါရွတ်ဆိုပြီးသွားတဲ့အခါမှာဟာလာနတ်တိတော့ပင်သားပြီးအမြဝေပေါ့အမြဝေပြီးတော့နတ်ဖို့ပါဒါဆိုရင်နတ်တို့တမာတိဝနှကောင်းနှက်မြက်စัจ java ရာတိုက် တသောမှနေထိုင်တဲ့တမာဒီဝနတ်မြန်နတ်အပေါင်းရဲ့စီးစိမ်ဥစ္စာချမ်းသာခြင်းဟာဖုံတကူဖြစ်တယ်သူတို့ဟာမိမိဝေမြလိုက်တဲ့အမျှတွေကိုတာဓုခေါ်နိုင်တဲ့အခါဖုံတကူတူတက်အယောင်ဝါတူတက်လာတဲ့အခါအဲမိမိကြောင့်ထီပေါက်သွားတဲ့အခါသူတို့ဟာမိမိကိုယ်တိုင်ဘာလို့အပ်နေလဲဆိုပြီးထိုလူသားရဲ့အထောက်အပံ့ဖြစ်စေဖို့ထိုလူသားရဲ့လိုအပ်ချက်တွေကိုဖြည့်ဆွမ်းပေးလာလိမ့်မယ်ဒါကြောင့်ပဋ္ဌာန်းပရိရွတ်ဆိုပြီးတဲ့အခါအမြဝေခြင်းအားဖြင့် ဒါလေးပိုင်ဆိုင်ခြင်းတဲ့အကြောင်းအိမ်လေးတစ်လုံးတော့ပိုင်ဆိုင်ခြင်းတဲ့အကြောင်းဆူတောင်းထောက်ပံ့ပြုပါကတကယ်ကိုတိတ်ကြအိုးအိမ်ချမ်းမြေပိုင်ဆိုင်သွားစီမဲ့ရေရရာထောက်ပံ့ကောင်းလေးဖြစ်ပါတယ်ခင်ဗျာဇေယဆာအနေပြန်ပြောပါမယ်နော်အိုးအိမ်ချမ်းမြေပိုင်ဆိုင်စေဖို့အတွက်အတာအိုးလေးတစ်လုံးလိုတယ်အတာအိုးလေးမှာမှအိုးအိမ်အိုးအိမ်ချမ်းမြေပိုင်ဆိုင်ပါစေကြီးဒါပြီးသွားတဲ့အခါထီလေးတတ်စိတ်ထဲပေါ့ ဒီအဖြူတေးသေးလေးအဖြူသေးသေးလေးတွေတတ်စီထက်ထက်ပြီးရေလေးထက်ပြီးမိမိရဲ့မွေးနေ့ရောက်တဲ့အခါ9နာရီကနေ17နာရီတင်းသွားရောက်လှူတဲ့ထိုကအပြန်တန်ခါကိုထီလေးတလက်သို့မဟုတ်ဘုန်းကြီးကျောင်းကိုဝင်ပြီးထီလေးတလက်လှူတဲ့လှူတဲ့ပြီးတဲ့အခါထိုနေ့မှစ၍အဋိဒံ၁၁ရက်ဝင်နာမျိုးသို့မဟုတ်တတ်စီဝင်နာမျိုးမေတ္တာသို့သို့မဟုတ်ပဋ္ဌာန်းအကျယ်ရွတ်ဆိုပြီး OA ရှံမီပိုင်ဆိုင်မှုအတွက်ဖရားပင်မှာနတ်ပင်မှာအမြောက်မိမိတို့ပဋ္ဌာန်းပြည့်ရွတ်ပါအမြောက်ဝေပါနတ်ဖို့ပါဒါဆိုရင်မိမိတို့ ဟာလာထူးထူးခြားခြားပဲတမာတီဝနှကောင်းနှက်မြက်ဆက်ကြွားလာအပေါင်းတိုက်တဲ့တောင်းကနှကောင်းနှက်မြက်အပေါင်းသူတော်စင်မိမိတို့နဲ့ပထန်းဆက်ရှိတဲ့ဝိဇာဇောကြီးတစ်ဖက်သည်အဆရှိကြဂုံတဲ့သူတွေဟာမိမိကိုအိုးအိမ်ရှံမီထောက်ပံ့စေဖို့မိမိရွတ်ဆိုတဲ့လူသားနဲ့ဒါနာကုသိုလ်သီလကုသိုလ်အဆရှိတဲ့ကုသိုလ်တွေကိုအထောက်ပံ့ပြုပြီးတဲ့အခါဒါအပြင်ပထန်းတရားရဲ့အစွမ်း အဆရှိတဲ့အရာမျိုးတွေကြောင့်မိမိဟာတိတ်မကြခင်ကာလအတွင်းမှာပဲ OH ချမ်းမီပိုင်ဆိုင်သွားမယ်ဆိုတဲ့အကြောင်းဆရာလက်ခမောင်းခတ်ဟောရင်းနဲ့အဆဆာအရာရာမိမိတို့ပိုင်ဆိုင်သောမိခိုတွေ့တာရာ OH ချမ်းမီလေးပိုင်ဆိုင်ကြပါစီကြောင်းဆရာငယ်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးများစွာတင်ပါတယ်ဆရာငယ်ပါဆရာငယ်ရဲ့ဗီဒီယိုတွေတို့ဆရာငယ်ပီဒင်ပေ့ချ်မှာလဲလိုက်ရိုက်ဟာလာတိုက်ရိုက် like ဟောစရန်နေအပတ်တာဟောစရန်နေကြည့်နိုင်တယ်လို့ video shops video ရရာတူလေးကြီးလည်းကြည်နိုင်တယ်ဆိုတဲ့အကြောင်းနဲ့ဆရာကိုချဲ့ပေးသွားပါအောင်ဆိုတဲ့အကြောင်းထပ်လောင်းပြောရင်းနဲ့အောင်မြင်မှုအပေါင်းတရဖို့စောင်းလို့အဆက်ဆက်အရာရာအိုးအိမ်ရှံမြေပိုင်ဆိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်